လူနာတင်ရင်အသင်းတွေက အာနာသိမ်းပြီးချိန်ကစပြီးဖိအားမျိုးစုံခံရတဲ့ပရဟိတအဖွဲ့တစ်ခုဖြစ်ပါလေ။ဖန်စီခံရတာတွေ ရှိသလိုပြစ်ခတ်ခံရတာတွေလည်းရှိပါတယ်။ရင်ပေါ်ပါလာတဲ့လူနာကတစ်ဖက်ဖက်နဲ့ပတ်သက်ဆက်နွယ်သူဆိုရင် အရင်ဆုံးပြစ်မှတ်ထားခံရတာကလည်းလူနာတင်ရင်မောင်းတွေပါပဲ။အချိန်မရွေးဖန်စီခံရပြစ်ခတ်ခံရတာတွေကြောင့်လူနာတင်ရင်မောင်းဖို့ဆိုတာအန်ဒီရဲ့အယမ်းရှိတဲ့ အလုတ်တစ်ခုဖြစ်လာနေတာပါဒါအပြင်လူငယ်တွေနှဲပါလာလို့ပရဟိတအသင်းမှာကူညီသူတွေမရှိတော့တာရန်ပုံငွေရရှိဖို့ခက်ခဲလာတာတွေကိုလည်းရင်ဆိုင်နေကြရပါတယ်ဒီအခြေအနေတွေကြောင့်လူနာတင်ရင်အသင်းတွေကနှဲတဲ့နှဲပါလာနေပါပြီဒါကြောင့်လဲခုအချိန်မှာနယ်ဘက်မှာရှိတဲ့ပြည်သူတွေကျမ်းမာရေးနဲ့ပတ်သက်ရင်အချိန်မီဆေးကုသနိုင်ဖို့အခက်အခဲရှိလာနေပါတယ် လန်းမျိုးနဲ့နီနာကျေဝါတွေကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်းစီတပ်ကဒေသခံ40လောက်ကိုဖမ်းထားတယ်လို့အဖမ်းခံရသူတို့ရဲ့မိသားစုအချို့နဲ့စစ်ရေးတရင်ရင်းမြစ်အချို့စီကသိရပါတယ်။ဂျွန်နက်စလီယာကစာပြီးစစ်ကောင်းစီတပ်ဟာလန်းမျိုးကနေစစ်ပြဲရွာဖက်ကိုစာပြီးစစ်ကြောင်းထိုးလာတာပါ။အဲဒီနောက်လေတော်ခံကထောင်းနီကျေဝါတွေကိုဖျက်ကားကညိုကျွန်းကျေးွာကိုဆက်ပြီးစစ်ကြောင်းထိုးနေပါတယ်။ အိလူစဲချောင်းထိုးသွာလာခြင်းလက်ထဲဆင်းလို့လမ်းမှာတွေ့သူအိတဲ့နေသူနဲ့လက်ထုံနေသူတွေကိုဖမ်းဆီးခဲ့လို့ဒေသခံတွေကပြောပါတယ်ဖမ်းခံရသူတွေရဲ့မိသားစုနဲ့ဆေးရတဲ့အရင်းမြစ်တချို့ရဲ့ပြောဆိုချက်အရတော့ဖမ်းခံရသူစုစုပေါင်းဟာ50လောက်ရှိပြီးလသားကလေးကစားလို့အသက်ကြီးပိုင်သည့်အမျိုးသားအမျိုးသမီးတွေပါဝင်နေတာပါစစ်ကောင်စီတပ်ဟာပြည်သူ့ကျွန်းရွာမှာဆက်ရှိနေသည်လို့ ကညိုကျော်ရွာအပါဝင်ကထောင်နီလေတော်ကန်စစ်ပြေညင်မောဝိဒီအစရှိတဲ့နေစုကျေးရွာ၅ရွာကဒေသခံတွေတည်ဆောင်နေကြရပါတယ်။အခုစစ်ကြောင်းထိုးခံနေရတဲ့လောင်လုံးမျိုးနယ်ကကျေးရွာတွေဟာလှစ်စက်မီရရှိပြတ်တောင်နေတဲ့ဒေသလည်းဖြစ်ပါတယ်။စကောင်းစီတာတာဆွဲခဲတဲ့စစ်ပြေကျေးရွာနဲ့ကညိုကျော်ကျေးရွာရှိနေတွေကိုလည်းရိုက်ဖြတ်မှွေနောက်ရှာဖွေထားတာကို တွေ့ရတယ်လို့ဒေသခံချိုးစီကတည်ရပါတယ်။ ဒါပြင်စကောင်းစီတာကညိုကျော်ရွှာမှာစိုက်ကဲတွေကို အာရမတင်တာနဲ့ဂျေးဝတွင်မိရှုဖြစ်စီတာတွေကိုလည်းလုံဆောင်နေတယ်လို့ဒေသခံချိုကပြောဆိုကြပါတယ်